မကွေးတိုင်းငဖဲမြို့အပိုင်းစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်၁၄နဲ့၂မိုင်လောက်အကွာမှာအာရခတက်တော် AA ပါဝင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေစတင်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ငဖဲမြို့ကပ္ပစ14ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့နယ်ရေကန်တောင်ကိုစစ်ကြောင်းထိုးနေတဲ့တပ်မ69ဦးဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အေအေပါဝင်တဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ18ရက်နေ့မနက်ကစတင်ကတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ပဒန်းဒေတာခန်စီရေးတရင်ရင်းမြစ်အမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်။မကွေးနဲ့နမိုင်လောက်ဝေးတဲ့ကပ္ပစ14နဲ့နယ်ရေကန်တောင်ထိပ်ကိုသွားတဲ့လမ်းကြားကစစ်ကောင်စီတပ်စခန်းတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါရယ်။တမ69ဦးဆောင်ပြီးစစ်ကောင်စီစစ်ကြောင်းကတောက်လျှောက်အသွားအပြန်လုပ်နေတာကြောင့်အဲ့ဒီစစ်ကြောင်းနဲ့အေးအေးတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ဒေတာခန်တွေကပြောကြပါရယ်။ ကပ္ပစ14ဟာအရင်ကဆိုရင်လက်နက်ကြီးတွေပြစ်ခတ်တာတွေမရှိခဲ့ပေမဲ့အခုအခါမှာတော့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနှံ့အပြားကိုလက်နက်ကြီးကြီးတွေနဲ့ပြစ်ကူပေးနေတာတွေရှိနေတယ်လို့သိရပါဗျ။